ဟယ်လိုအားလုံးမင်္ဂလာပါအခုကျွန်တော်ဒီတင်ကစားမှာပါပြောချင်အောင်ဆိုတော့ဒီ aggregate ပေါ့နော် aggregate လောက်တဲ့ဒီ MongoDB method တွေကျွန်တော်အဲ့ဒီဟာတွေကိုကျွန်တော်ပြောချင်တာပေါ့နော်သူကတော့ aggregate pipeline တွေလို့သူသူသူ့ရဲ့ documentation မှာခေါ်တာပေါ့နော် okay အာဘာဘာဆိုလို့ round ဆိုတော့ဗျာဥပမာကျွန်တော်အခုဒီမှာဒီဟိုဟာလေး schema လေးတစ်ခုရှိရပေါ့နော် document လေးတစ်ခုရှိတယ်အဲထဲမှာဒီ record တွေရှိတယ်ပေါ့နော် နည်းနည်းလေးကြည့်ကြည့်အောင်ဗျာသူက name နဲ့ name ရဲ့ total ရဲ့ customer ရဲ့ဒီလိုမျိုးအာ fee သူက column ပေါ့နော်၃ခုရှိတယ်ပေါ့နော် okay အဲ့တော့ name မှာ pizza pizza ဒါ order ဟိုပါဗျာ order schema ဗျာနော်အဲ့တော့ order schema မှာ pizza ကို၂ယောက် order ၂ခုတင်ထားခဲ့တယ်ပေါ့နော် ice cream ရဟိုခရင်တလုံးဟာကျွန်တော်ပြင်းလို့တမင်မရေးတော့တာ okay ထားပါတော့ ice cream ပေါ့နော် ice cream ကိုကြတော့ဘယ်ဘယ်နှစ်ခေါက် order မှာတော့3ခေါက်မှာထားတယ်အဲ့ ဲ့တော့ကျွန်တော်ဒီလိုစဉ်းစားကြည့်မှာထပ်ပြီးတော့ဘာအောင်ဆိုတော့ပီဇာကိုပီဇာကိုတိုးတယ်ဆိုတာတပီပီဇာကနေပြီးတော့တိုးတယ်ရလာတဲ့ပတ်စံပေါ့နော်ဒီမှာဆို200ရှိတယ်ဗျာအိုက်စ်ကနေတိုးတယ်ရလာတဲ့ပတ်စံ150ရှိတယ်ပေါ့နော်โอเคအဲ့ဒီဟာကိုကျွန်တော်တို့ဆွဲထုတ်ရမှာအဲ့မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီ aggregate pipeline ကိုကျွန်တော်တို့တုံးရမှာပေါ့နော်နားလည်မယ်လို့ကျွန်တော်ထင်တယ် โอเคสายอ๋องสายอ๋องဆိုတော့ဒါဆိုကျွန်တော်ခုနပြောတဲ့ဟာကိုပဲကျွန်တော်နည်းနည်းဟိုပါဖြစ်ကြည့်မယ်အဲ့တော့ syntax ကိုတစ်ချက်ကြည့်အောင်ဒီပြီးတော့အာ order တော့ aggregate aggregate โอเคဒီအဲ့တော့ဟိုသူ pipeline တွေကအများကြီးဖြစ်နိုင်တယ်ဗျာเนาะ pipeline တွေအများကြီးဖြစ်နိုင်တယ်ဆိုတော့သူကကျွန်တော်တို့ array down နဲ့ aggregate ကနေเนาะပြီးရင်ကျွန်တော်တို့ object down နဲ့โอเคအဲ့တော့ဒီမှာဘာအောင်ဆိုတော့ပထမဒီမှာတော့ pipeline တွေပေါ့เนาะအဲ mesh တို့ထားပါတော့ဒီဒီဟိုမှာကျွန်တော် dollar sign match ရယ် dollar sign group group ရယ် okay ဒီနှစ်ခုကျွန်တော်ပြောပြမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် match dress ဆိုလို့ရှိရင်ဒီမှာ group dress ဆိုလို့ရှိရင်ဒီမှာဒီလို pipeline တွေအများကြီးပဲဟိုထက်ထက်တက်ပြီးထည့်လို့ရပါဘောเนาะ okay အဲ့တော့ကျွန်တော်ဒီမှာလာပြီးတော့ um dollar sign group dollar sign group မှာကျွန်တော်ဘာတောင်းလဲဆိုတော့ object တောင်းတယ်အဲ့တော့ကျွန်တော် object ထည့်ပြီးပို့လို့တယ်ဒီလိုဟိုဖြစ်လာမယ်အဲ့တော့ group အဲ့တော့ group မှာကျွန်တော် dollar uh sorry ဒီမှာဘာလို့ဆိုတော့လေ NSCO ID ဒီ NSCO ID ကဒီ MongoDB ကနေဖန်တီးတဲ့ NSCO ID ကိုဆိုလိုတာမဟုတ်ဘူးဗျာနော်ဟိုဘယ်ထားပါတော့ကျွန်တော်ကိုလူဘိနားလည်းဝင်ပြရလို့ရှင်ဘယ်ရဲ့ fee ကိုဘယ် column ကိုလာပြီးတော့အာ group အနေနဲ့ထားမှာလားဒီမှာဆိုလို့ရှင်ကျွန်တော် pizza group ထားလိုက်လို့ရှင်ဒါ record တစ်ခုလည်းဖြစ်သွားမှာဗျာနော် ice ကိုကျွန်တော်ဒီ name ဆိုတော့ name ကိုပေါ့နော် name ကို group ထားလိုက်လို့ရှင် pizza record တစ်ခု ice က record တစ်ခုအဲဒီလိုမျိုးဖြစ်သွားမှာဗျာနော် okay အဲ့တော့ဒီမှာအနောက်မှာ background ထားမအောင်ဆိုတော့ဒါ string ပုံစံနဲ့ကျွန်တော်ရေးရမယ်ဒီမှာ dollar sign colon ရဲ့နာမည်ဆိုတော့ name ပေါ့နော်အဲဒါဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ sorry ခုနကကျွန်တော်ပြောသလို D ရဲ့ name မျိုးကျွန်တော်တို့ group လုပ်ပေးလိမ့်မယ် D ရဲ့ query ကကျွန်တော်တို့ pizza နဲ့ ice နဲ့နှစ်ခုကိုကျွန်တော်တို့ထုတ်ပေးလိမ့်မယ် okay တကယ်ဟိုအဖြစ်အောင်ကျွန်တော်ဒီကောင်ကို clear ထားလိုက်မယ်ဒါကျွန်တော်စမ်းထားရပါတော့ okay class cls ပြီးရင်ကျွန်တော် use နဲ့ mian_test ကို ာဒီကိုသွားလိုက်မယ်ပေါ့နော် okay ဒီ man man test ကိုအဲ့တော့အဲ့ထက်မှာကျွန်တော်မှာ order ဟိုက order schema မရှိသေးဘူးအဲ့တော့ order schema မရှိတော့ db. oadia order.iinsect many okay ဒီထဲမှာဇာဒီ array ကိုကျွန်တော်ထည့်ထားလိုက်မယ်ဒါတော့ mix တို့တစ်ချက်ကွက်ကိုကြည့်ပြီးတော့ကူးကူးရင်လည်းကူးလိုက်ပြနော်ကူးမကူးလို့ရှင်လည်းကွက်ကိုလည်းရေးရင်လည်းရေးလိုက်ပါနော်ဆိုတော့ကျွန်တော်တို့ဒီမှာကူးလိုက်ပြီအဲ့နောက်တစ်ချက်ခောက်လိုက်မယ်ဒါဆိုရင်ဒီ id နဲ့ပတ်သက်ပြီးအာ data data တွေရောက်သွားပြီပေါ့နော် ခဏဒီမှာ control r နှိပ်လိုက် reload လုပ်လိမ့်မယ်ပေါ့နော် okay okay ဒီမှာ order ထွက်လာပြီ a name pizza da pizza list နှစ်ခုအဲ ice cream နဲ့ sign နဲ့ list သုံးခုပေါ့နော် okay ဒီလိုထွက်လာတယ်အဲ့တော့ဒီ query ဒါနားလည်ရလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီကောင်ကိုကျွန်တော် copy တစ်ချက်ကူးလိုက်မယ်ဒီမှာလာပြီး inquiry range ကြီးအောင်ဒါဆိုကျွန်တော်တို့မြင်ရလားမသိဘူး pizza နဲ့ ice cream နှစ်ခုပဲကျွန်တော်တို့ကိုထုတ်ပေးတယ်နော်ဆိုတော့ဒီဒီနှစ်ခုပဲထုတ်ပေးတယ်နော်အဲ့ဒါ group လုပ်လိုက်တာပဲပေါ့နော် ဲ့တော့အဲ့ဒီ group လေးတစ်ခုချင်းစီကိုကျွန်တော်တို့က calculation လက်ပြန်လုပ်လို့ရတယ်ဗျာနော်ဥပမာခုနကျွန်တော်ပြောသလို pizza ကို total တူတယ်အာ pizza ကနေပြီးတော့ရတဲ့ percent total ဘယ်လောက်ရှိအောင်200 200 return လောက်အောင်တူတယ် amount ဆိုပြီးထားပါတော့ပြီးတော့ရင်အာ ice cream ကနေပြီးတော့ရလာတဲ့တူတယ် amount ဘယ်လောက်လဲအဲ့ဒီလိုမျိုးပေါ့နော်ဒီမှာအနောက်မှာကျွန်တော် comma ကုတ်ပြီးထပ်ရေးရုံပဲ dollar sign sum sum ကလည်းကျွန်တော် object တောင်းနေ okay object တစ်ခုထည့်ပြလိုက်မယ်ဘာလို့လဲဆိုတော့ ။ဟာ sorry ခဏလေးကျွန်တော်ပထမဆုံးဘာအောင်ဆို total_amou ရည် amou ရည် total amount total amount ဆိုတာဒါကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးလိုက်တာဗျာ။အဲ total amount နဲ့ဘာထည့်မအောင်ဆိုတော့ခုနလိုပေါင်းခြင်းကိစ္စကိုထည့်မှာ။အဲ့တော့ကျွန်တော် object object ထည့်ပြီးဖို့လိုတယ်ထပ်ပြီးတော့ဒါ aggregate တစ်ခုခုထပ်သုံးနေဆိုလို့ရှိရင်ပေါ့နော်။ dollar sign sam နဲ့ဘာကိုပေါင်းမှာလဲဆိုတော့ total ဆိုရဲ column ကိုလှမ်းပေါင်းမှာဒါပေမဲ့ဒီမှာ total ဆိုရဲဒါကိုဒါကို mongodb string အနေနဲ့ပဲယူစားတယ်အရှိမ dollar sign ် TOD ရဲ့တူတယ်ကောလဆိုရဗျာကောလနံပါတ်ပေးခြင်းလဲဆိုရှင်ကျွန်တော်ဒေါ်လာဆိုင်နဲ့ကျွန်တော်သုံးရမယ်ပေါ့နော်โอเคဒီကောင်းလေးကျွန်တော်တစ်ချက် range ကြီးအောင်ဒါဆိုကျွန်တော်ကျွန်တော်ဘာအောင်ထုတ်တောင်းမြန်မာနားလည်မယ်လို့ထင်တယ်နော်โอเค ထမဆုံးကကျွန်တော် group နဲ့ဒီကောင်နေတာတစ်ခုချင်းစီဒါထွက်လာလိမ့်မယ်ပီဇာနဲ့ ice နဲ့ပေါ့နော် group နဲ့ name ကိုကျွန်တော်လှမ်းပြီး group letter အဲ့လိုထွက်လာလိမ့်မယ်ပြီးတော့ဒီကောင် total amount အကြောင်းပေါင်းဆိုတော့အဲ့ဒီရဲ့ group ထဲမှာရှိတဲ့ဟာကြီးကျွန်တော် total ဒီအားလုံးကို sum ဆိုတော့ပေါင်းလိုက်တာဗျာနော်ပေါင်းလိုက်တာတော့200 150ဒီလိုမျိုးဖြစ်လာမှာဗျာနော် okay နားလည်မယ်လို့ကျွန်တော်ထင်တယ်ဒီကောင်ကိုကျွန်တော် copy တစ်ချက်ကူးလိုက်မယ် share run ကြည့်အောင် okay ဒါဆိုရင်ဒီမှာပီဇာပီဇာခုနကကျွန်တော်ပြောသလို200ပေါ့နော်ပေါင်းချင်းက200ရရတယ်အဲ ice cream ကို ကိုတယ်ဝယ်ထားတဲ့ပတ်စံအားလုံးပေါင်းပမာဏ150ရရတယ်ဒီလိုပေါ့နော်โอเคအဲ့ဒီထဲမှာကျွန်တော်ထပ်ပြီးတော့စစ်ထုတ်ခြင်းလေဆိုစစ်ထုတ်လို့ရတယ်ဥပမာဟို DN ဟိုဟာ name ကကျွန်တော်ပီဇာဖြစ်တဲ့ဟာတစ်ခုပဲကျွန်တော်သိချင်တာအဲโอเคအဲ့ဒါကိုပြောတာအဲ့ဒါဆိုဘာလုပ်ရမလဲဆိုတော့နောက်ထပ် aggregate pipeline တစ်ခုကျွန်တော်ထပ်ပြီးတော့ဖန်တီးဖို့လိုတယ်ပေါ့နော်โอเคအဲ့ဒါဘောင်းဆို dollar sign mesh โอเค mesh မှာကျွန်တော် um ကျွန်တော် object ကျွန်တော်ပေးရမယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီက name က food call and pizza ရေး pizza ဖြစ်တဲ့ကောင်းနေကျွန်တော်ထုတ်မှာအဲဒီလိုမျိုးပေါ့နော်ဟို syntax နဲ့ syntax ဆိုတာကဟို MongoDB ဆက်ဆက်ဥုံလေ့လာရတဲ့လူတယောက်အနေနဲ့တော့ဒီဟာကိုနည်းနည်းဟိုဟာဖြစ်နိုင်မယ်ပေါ့နော်ဒါပေမဲ့အခုကျွန်တော် send လို့ like send ကြီးပေါ့နော်ဒီမှာ data ထည့်မပြင်းနေပေါ့နော် okay data ထည့်ရမှာအများစုပြင်းနေတယ်ကျွန်တော်လည်းပြင်းနေတယ်တကယ်ပြော ကျွန်တော်လည်းပြင်းတယ်ဒါတမ်းလည်းထည့်ပေါ့နော်ထည့်မှကျွန်တော်တကယ်စမ်းကြည့်မှတကယ်ရမှာဗျာမဟုတ်ဘဲနဲ့ကြည့်ကြည့်နေအောင်နဲ့မလွယ်ဘူးပေါ့နော်ဒီမှာဘယ်ကောင် object down လဲဘယ်ကောင်ဘယ်လိုထည့်ရနည်းနည်းလေးရှုပ်တယ်ပေါ့နော် okay ဟိုရှုပ်တယ်ဆိုတာဗျဟို logic ကမရှုပ်ဘူး syntax ကရှုပ်နေတာ okay ဒါဆိုကျွန်တော် go လိုက်မယ် sorry p i z z a เนาะ p i z z a okay ကောင်းကျွန်တော် copy တစ်ချက် go လိုက်မယ် okay paste တခုမှတော့မထွက်လာတော့ဘူး တခုမှတော့မထွက်လာတော့ဘူးကျွန် name ဟုတ်တယ်တော့ PIZZA လဲဟုတ်တယ်တစ်ချက်တစ်ချက်ပြန်ရမ်းပါဗျာအဲ့ okay ရပြီဟိုဆလိုရပါအောင်ဆိုသူ .doc ထဲမှာလည်းရေးတော့ရေးထားရပြန်နော်ဘာလို့ဆို mesh ကအပေါ်မှာကျွန်တော်ဖြစ်နေရမှာကျွန်တော်အောက်မှာသွားရေးလို့အဲ့ဒီဟာပေါ့နော် okay sorry ပါ ကောလာမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ပီဇာတစ်ခုလည်းအတွက်တူတဲ့ amount အာဘယ်လောက်ရောင်းရပြီလဲဆိုတာထွက်လာတယ်เนาะ okay ice cream တက်ပေါ့ ic sorry ic အဲ့ဒါဆိုလို့ရှိရင် ice cream တက်အားလုံး150ရောင်းရလို့ဆိုပြီးတော့ထွက်လာတယ်ပေါ့เนาะ okay နားလည်မယ်လို့ထင်တယ်ခုနကကျွန်တော်ပြောလို့ sense ရေလောက်ပေါ့เนาะကျွန်တော်ပြောလို့လောက်ဆိုတာဒီ order ကိုတကယ် schema မှာတကယ်ဖန်တီးဒီ data တွေတကယ်ဖြည့် ြီးဝိုင်းခုနကျွန်တော်ပြောလို့လိုက်ပြီးတော့အခုချင်းရေးကြီးဒီမှာပဲလာရေးပေါ့နော်ဒီ code editor တကူမှာရေးဒီမှာလာရေးလို့မလွယ်ဘူးပေါ့နော်မရှင်းမရှင်းဘူးဒီလိုမျိုးเนาะโอเคအားလုံးပဲကျေးဇူးပါ